ကဲဒီနေ့မှာတော့မြန်မာတက္ကရာချက်1388ခုနဲ့2026အတွက်ကံကြမ္မာဟောကင်းတွေကိုအတွင်းကြကြလေ့လာသုံးသပ်ကြည့်ကြရအောင်ဟုတ်ကဲ့ခင်ဗျာကျမတို့လက်ထက်မှာရှိနေတဲ့ရင်းမွေတွေကတော်တော်ကိုစိတ်ဝင်စားစရာကောင်းတယ်ရှင်တခုကနိုင်ငံရဲ့အနာဂတ်ကိုခြုံငုံသုံးသပ်ထားလေဟွန်းနောက်တစ်ခုကတော့လူတဦးချင်းစီရဲ့ကံကြမ္မာကိုလမ်းညွန်ထားတာပါဒီနှစ်ခုကိုရှင်ကြည့်လိုက်တော့တော်တော်လေးရှုပ်ထွေးတဲ့ပုံတပုံထွက်လာတယ်ဟုတ်ပါတယ် ဒီလိုသင်ကြန်းစာတွေနေသက်ဟိုကင်းတွေဆိုတာဗေဒင်းပညာဆိုတာထက်ပိုပါတယ်လေဟုတ်ကဲ့သူတို့ကခေတ်ရဲ့စိုးရင်ပူပါမှုလေးမျောလင့်ချက်တွေကိုထင်းထားပြတဲ့ယဉ်ကျေးမှုမှန်တဲ့ချက်လို့ပါပဲအော်ဒီနေ့လေ့လာမယ့်ယဉ်မွေနှစ်ခုကလည်းအဲ့ဒီအချက်ကိုကွက်ကွက်ကွင်းကွင်းပြနေတာပါနော်အတိအကျပါတယ်တစ်ခုကနိုင်ငံရေးစီးပွားရေးလူကြီးမားတဲ့အပြောင်းလဲလေကိုဟောနေချိန်မှာ နောက်တစ်ခုကအဲ့ဒီကြားထဲမှာလူတယောက်နည်းနည်းဘလို့ရက်တည်မလဲဆိုတာကိုလမ်းကြွပေးထားတာမျိုးပါကောင်းပါပြီရှင် ဒါဆိုနိုင်ငံအတွက်ထုံငုံခေါ်ထားတဲ့အချက်တင်နဲ့စလိုက်ကြအောင်ဟုတ်ကဲ့ရင်းမြစ်ထဲမှာ1388ခုနှစ်ကိုအုပ်ချုပ်မဲ့ဂျိုးတွေအကြောင်းဖော်ပြထားတယ်ရှင်နှစ်ဦးမှာကြားသပတိဂျိုးကမင်းလုတ်ပြီး ရေကိုအင်္ဂါဂျိုးမိုးကိုတောချဂျိုးမြေကိုတနင်္ဂနွေဂျိုးကအစိုးရတယ်လို့ဆိုထားတယ်ဟုတ်ပါတယ်ဒီဂျိုးတွေရဲ့ပေါင်းဆက်မှုကဘလို့တယောက်မှုမျိုးကိုညှိုးဆုံနေတာပါလဲဒါကကျော်တော်လေးထိချွတ်လွယ်တဲ့ပေါင်းဆက်မှုလို့ဆိုနိုင်တယ်ခင်ဗျာအော်ဟုတ်လား ကျားကပရေဂျိုးကပြညာတရားမျှတမှုတိုးတက်ချဲ့ထွင်မှုကိုကိုစားပြုပေမဲ့ရေကိုအစိုးရတဲ့အင်္ဂါဂျိုးကတော့ပฏิပက္ခရန်လိုမှုပြင်းထန်တဲ့စွမ်းရည်ငယ်ကိုကိုစားပြုတယ်။ဆိုတော့တခုနဲ့တခုဆန့်ကျင်ပဲလို့သိနေတာပေါ့။ဟုတ်ပါတယ်။ဒီနေ့ရဲ့စွမ်းရည်ကတိုးတက်လို့စိတ်နဲ့ပฏิပက္ခကြားကလွန်လွင်ပွဲတစ်ခုလို့ဖြစ်နေနိုင်တယ်။ဟွန်း။တနည်းအားဖြင့်ပြောရရင်အပြောင်းလဲရည်တွေဖန်တီးဖို့စ조사လေးလေး အတိုက်ခံတဲ့ထိတိုက်တွင်တိုင်းရေအများလေးလေးဆိုတဲ့သဘောကိုညွှန်းနေတာပါအဲ့ဒါကြောင့်မလားမတီးဟုတ်ရင်းမြစ်ထဲနာတတိပဲချက်တွေတော်တော်များများတွေ့တာတယ်ရေကားတာတယ်စေတွေတင်ဘောတွေပျက်စီးနိုင်တယ်လို့ဟောထားတယ်ဟုတ်ပါတယ်ဒါပြင်ကျမတော်တော်အော်အော်သွားတဲ့အချက်တစ်ခုက online လောင်းစားတွေငွေကြေးလင်လယ်မှုတွေပေါ့နော်။အင်းပြီးတော့နီးပညာဆိုင်ရာတိုက်ခိုက်မှုတွေကြောင့်ငွေအများကြီးဆုံးရှုံးနိုင်တယ်ဆိုတဲ့ဟောကိန်းပဲ။ဟုတ်ကဲ့ ဒီလိုခင်မိတဲ့ cyber တိုက်ခိုက်မှုဆိုတဲ့ကိစ္စကဒီလိုရိုးရာဟောစာတဲ့နဲ့ဘီလိုရောက်လာရတာလဲရှင်ဒါကအရန်ကောင်းတယ်မေကွန်းပါပဲရိုးရာပြင်းပညာက အသေးချက်မဟုတ်ပဲခဲ့တဲ့အဆင့်ခေါင်မှုတွေနဲ့အညီအမြဲတမ်းပြောင်းလဲနေတယ်ဆိုတာကို ပြတဲ့အကောင်းဆုံးဥပမာပဲလေဩအရန်ခစ်က သူ့ကိုဓာပြလိုဟောမယ့်နေရာမှာ အခုခစ်ရဲ့အကြီးမားဆုံးချင်းခေါင်မှုထစ်တဲ့ online လင်လယ်မှု data ခိုးယူမှုတွေကို အစားထိုးထည့်သွင်းလာတာပါဆိုတော့အဟောကိုခိနဲ့အညီအဒီပဲပြန်ဖွင့်တာပေါ့နော်မှန်ပါတယ်ဒါကပေရင်ပညာရဲ့လိုက်ရောညီထွေရှိမှုကိုပြတယ်တချိန်တည်းမှာပဲဒီဟော့ခင်ကခုနပြောတဲ့တိုးတက်မှုနဲ့ပฏิပက္ခဆိုတဲ့လွန်ဆွဲပွဲကိုပိုပြီးထင်ရှားစေပါတယ်နီးပညာတိုးတက်လာပြီမဲ့အန်ဒီရဲ့အစ်စ်တွေပါပါလာတယ်ဆိုတဲ့တဘောအတိကြပါပဲဒီလိုအကောင်းအဆိုးတွင်တွဲနေတဲ့တဘောတရားကစီးပွားရေးဟော့ခင်နေမှာလဲတော်တော်လေးတိတာတယ်နော်ဟုတ်ကဲ့ ရေချောင်းပို့ဆောင်ရေးမှာအကြီးကျယ်ဆုံးရှုံးနိုင်ပေမဲ့ရေထုတ်ကွန်တင်ပို့မှုကနေနိုင်ငံเจ้าငွေအများကြီးရနိုင်တယ်လို့ဆိုထားပြန်ရော့ဒါကဘလို့ဖြစ်နိုင်ပါလဲအဲ့ဒါကိုလေနိုင်ငံရဲ့စီးပွားရေးအသွင်ကူးပြောင်းမှုတစ်ခုအနေနဲ့ရှုမြင်နိုင်ပါတယ်ရင်းပြင်းထက်မှပြည်ပကအကူအညီတွေဖြတ်တော့သွားနိုင်တယ်နိုင်ငံရေးဖိအားတွေများလာနိုင်တယ်လို့အရေးအမြတ်ပြထားတယ်အော်ဟုတ်ကဲ့ဒါကြောင့်အရင်ကအားကိုးခဲ့ရတဲ့အကူအညီတွေအစားကိုမှရှိတဲ့အတယံဇာတာဥပမာရေထွက်ကုန်လို့မြို့ပါ data ကိုအားဖြူပြီး mix ပတ်နိုင်ငံအသစ်တွေနဲ့တိုက်ရိုက်ကုန်သွယ်ရေးသဘောတူညီချက်တွေဖန်တီးလာတဲ့အခြေအနေကိုညှိုးဆွနေတာဖြစ်နိုင်တယ်ဆိုတော့စင်ခေါ်မှုကနဲ့အခွင့်အလာအသက်မွေးဖွားလာနိုင်တဲ့ဆိုတဲ့သဘောပေါ့ဟုတ်ပါတယ်အလားတူပဲကမ်းလွန်ပင်လယ်ပြင်ကသဘာဝတန်ငွေနဲ့ရေနံလောကသစ်တွေပေါ်ထွက်လာတာတို့မျိုးဆက်သစ်တွေပေါ်ထုံးလာတာတို့ကလည်းအဟောင်းတွေပြိုလဲချိန်မှာအသက်ကြီးထွက်ပေါ်လာမယ်ဆိုတဲ့သဘောကို အားဖြစ်ပေးနေတာပေါ့နော်မှန်ပါတယ်ခင်ဗျဒီတော့နိုင်ငံစစ်ဟော့ကင်းတွေရဲ့အနစ်ချုပ်ကတော့ ပျော်လဲခြင်းနဲ့ထူထောင်ခြင်းဆုံးရှုံးမှုနဲ့အခွင့်အလမ်းတက်တဲ့ကြားကမတည်ငြိမ်တဲ့နှစ်တနစ်လို့ဆိုရမှာပေါ့ဟုတ်ပါတယ်ဒီလိုမရာမှုတွေအများကြီးနဲ့ပြင့်နေတဲ့နှစ်တနစ်ကိုလူတွေနေနဲ့ဘလို့စိတ်ပိုင်းဆိုင်ရာအရာဖြစ်ကြောကြမလဲအဲ့ဒီအချက်ကကျမတို့ကိုဒုတိယရင်မြစ်ထိကျရိုးရာဒလိတေတွေကိုခေါ်သွားပြီးရှင်အတိအကျပဲပထမရင်မြစ်ကဘာတွေဖြစ်နိုင်တယ်လဲဆိုတာကို ဟောတယ်ဒုတိယရင်မြစ်ကတော့အဲ့ဒီဖြစ်နိုင်ကြတဲ့ကြားထဲမှာ လူတယောက်အနေနဲ့ဘလို့နေထိုင်မလဲဆိုတဲ့ လက်တွေ့ကြတဲ့လမ်းညွှန်ချက်တွေပေးထားတော့ပါဒီဒုတိယရင်းမြစ်မှာအဓိကအကြဆုံးကတော့တင်ကြံတဲ့သမီးကြွားရောက်လာပုံပဲဟုတ်ကဲ့1388ခုနှစ်2026 April မှာကြွားလာမဲ့နတ်သမီးကမော်ဒတ်ကဒေဗီတဲ့ကလုံကိုစီးပြီးလက်တစ်ဖက်ကတန်လျက်တစ်ဖက်ကလမ်းကိုကိုင်ဆောင်ထားတယ်လို့ဖော်ပြထားတယ်ဒီပုံရိပ်ကတော်တော်လေးပြင်းခံတဲ့ခံစားမှုကိုပေးတယ်နော်ဟုတ်ပါတယ်ဒီတင်ကြတာတွေကိုတခုချင်းစီခွဲချမ်းစိပြကြီးဖွဲလို့ပါတယ် ကလုံးဆိုတာအလွန်တန်ကိုကြီးပြီးအင်မတန်ရင်မြန်တဲ့တတ္တဝါတစ်မျိုးပဲအရှိန်အဟုန်ပြင်းတဲ့သဘောပေါ့ဟုတ်တယ်ပြီးတော့လက်ထဲမှာတန်လျက်နဲ့လန်လိုလက်နဲ့တွေကန်ဆောင်ထားတယ်ဆိုတာကဒီနှစ်အတွင်းဖြစ်ပေါ်လာမဲ့ပฏิပက္ခတွေဒါမှမဟုတ်အပြောင်းလဲတွေဟာယုတ်တရက်အဆုံးဖြတ်ပေးနိုင်တဲ့သဘောရှိတယ်ဆိုတာကိုညွှန်းဆိုနေတာပါသူကြွလာတဲ့အရက်ဒေတာကတော့အရေးပါသေးလားရှင်အရှိတောင်အရက်ကနေဝင်လာတယ်လို့ဆိုထားတယ်အရက်ဒေတာကလည်း အရေးကြီးတဲ့အခန့်ကဒါကနေပါဝင်ပါတယ်။ဘေးဒင်ပညာမှာအရက်ချိမျက်နှာတစ်ခုချင်းစီမှာသူ့ရဲ့တီးခြားအတိတ်ပေတွေရှိတယ်လေ။ဩဟုတ်ကဲ့။အရှိတောင်ရက်ကကြွလာတယ်ဆိုတာကအဲ့ဒီရက်ဒီသားနဲ့သက်ဆိုင်တဲ့နေရာတွေမှာအရေးကြီးတဲ့အဖြစ်ပျက်တွေဖြစ်ပေါ်လာနိုင်တယ်ဆိုတာကိုညွန်းဆိုတာဖြစ်နိုင်တယ်။ဒီသင်ကြီးတွေပေါ်ခြေခံပြီးဟောထားတဲ့ဟော့ကင်းတွေကလည်းတော်တော်လေးပြတ်သားတယ်နော်။မီးလောင်မိုးများမယ်။အုံဒီနေငရောက်ကောင်းစေကောင်းမယ်။ ဟုတ်ပါတယ်ပြီးတော့တော်တော်လေးပြင်းထန်တဲ့ဟောတစ်ခုကစစ်သူကြီးတို့ပြေးထွက်ကုန်ဝါလဲနေဒီစစ်သူကြီးတို့ပြေးထွက်ကုန်ဝါဆိုတဲ့စကားရက်ကတော်တော်လေးကိုအားကောင်းတဲ့ပုံငင်ထူပဲဒါပေမဲ့ဒီလိုဟောစာတဲ့နေ့မှာပါတဲ့စကားလုံးလေးကိုတိုက်ရိုက်အသေးပဲကောက်ယူလို့တော့မရဘူးခင်ဗျာပုံဆောင်အသေးပဲနေပြောတာပေါ့နော်ဟုတ်ပါရဲ့ဒါကစစ်ခွန်ခံမဲ့တကယ်ထွက်ပြေးတာကိုဆိုလိုတာထက်အရင်ကတည်မြဲနေတယ်လို့ထင်ရတဲ့အာနာဖွဲ့စည်းပုံတွေခိုင်မာတယ်လို့ယူဆထားတဲ့စနစ်တွေ ျော်ကွဲသွားနိုင်တယ်ဆိုတဲ့ပုံဆောင်အတိတ်ပဲကိုဖော်ကျူးနေတာပါ။အင်းခုနကဆွေးနွေးပြတဲ့အဟောင်းနေပျော်လဲပြီးအတိတ်တွေ ပေါ်ထွန်းလာမဲ့သဘောတရားနဲ့တိုက်ရိုက်ချစ်ဆက်နေတာပေါ့။မှန်ပါတယ်။ဒီလိုကြီးမားတဲ့ဟော့ကင်းနေကြမှာလူတူးချဲအထွက်လက်တွေ့ကြတဲ့လမ်းညွန့်တစ်ခုလည်းပါလာတယ်။အဲ့ဒါကတော့တင်ကြံခေါင်းဆေးမင်္ဂလာပြုလုပ်ခြင်းပဲ။ဟုတ်ကဲ့။ဘယ်နေတောက်တမိကဘယ်ရက်ကိုမျက်နာမူဘာပန်းကိုပန်းပြီးခေါင်းဆေးရမယ်ဆိုတာကို အသေးစိတ်ဖော်ပြထားတယ်။ဒါကအယူသီးမှုတစ်ခုထက်ပိုတဲ့အတိတ်ပဲရှိမယ်ထင်တယ်ရှင်။တေချာပေါ့ပါပဲ။ဒီလိုဒလေးကစိတ်ပိုင်းဆိုင်ရာအရန်အရေးကြီးတယ်။ကိုမထင်းချုပ်နိုင်တဲ့အင်အားကြီးတွေလွှမ်းမိုးနေခြင်းမှာဒီခေါင်းစိတ်မင်္ဂလာကလူတယောက်ကိုကိုကံကြမ္မာရဲ့အစိတ်ပိုင်းတစ်ခုကိုကိုတိုင်ထိုင်းချုပ်ခွင့်ပေးလိုက်တယ်လို့ပဲ။အော်ကိုဘကလုံနေတာလေးတစ်ခုကိုလှုပ်လိုက်တဲ့သဘောမျိုး။ဟုတ်ပါရဲ့။နေဟောင်းကအညည်းအကျယ်ဒီကိုဆေးကြောပြီး နစ်တကိုအကောင်းမြင်စိတ်နဲ့ကြိုဆိုဖို့အားပေးတဲ့ယဉ်ကျေးမှုဆိုင်ရာလှုပ်ဆောင်ရည်ချက်တကူပါ။ကဲအခုဆိုရင်တော့လူတဦးချင်းစီကိုပို့ပြီးအနီးကကြည့်ရမယ့်အချိန်ရောက်ပါပြီ။ခုနှစ်ရက်သားသမီးတွေအတွက်တနစ်စာဟော့ကင်းတွေကိုကြည့်လိုက်ကြရအောင်။ဟုတ်ကဲ့မှ။တနင်္ဂနွေသားသမီးတွေနဲ့ဆက်လိုက်ရအောင်။အလို့အကင်မှာရေလိုက်ငါလိုက်လုတ်တိုင်းအောင်မြင်မယ်။ဒါပေမဲ့လူမှုရေးမှာတော့အထီးကျန်စနေတတ်တယ်လို့ဆိုထားတယ်။ဒါကအောင်မြင်မှုရဲ့တစ်ဖက်ခြမ်းကိုမိမောင်းထုတ်ပြနေတာပဲ။အလို့တွေအရင်အဆင်ပြေနေချိန်မှာ လူမှုဆက်ဆံရေးကိုတရိမှုမှုမှုပဲပြောက်ကွက်သွားတာတဲ့သဘောကိုညွှန်နေတာပါဟန်ချန်ညီအောင်နေဖို့လို့လေပေါ့နော်ဟုတ်ပါအလုပ်တဲ့အဆင်ပြေနေချိန်မှာကိုတမင်တကာအချိန်ပေးပြီးဆွေမျိုးမိတ်ဆွေတွေနဲ့ဆက်ဆံရေးကိုတည်ဆောက်ဖို့လိုတဲ့ဆိုရယ်တရိပေးချက်ပါပဲတနင်္လာသားသမီးတွေကြတော့စိတ်ခံစားမှုပြင်းထန်လွယ်ပြီးထိလွယ်ရှူလွယ်ဖြစ်တတ်တယ်လို့ဆိုတယ်ဒါပေမဲ့စီးပွားရေးပိုင်းကတော့ကာမီကြောင့်မြစ်အရာနာရောင်းဝယ်တာတွေကအကျိုးမြမယ်တဲ့ တကစိတ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုရဲ့အရေးပါပုံကိုပြနေတာပါတနလာသားသမီးတွေရဲ့အတွင်းစိတ်ကမတီးငိမ့်နိုင်ပေမဲ့အပြင်လောကရဲ့ခွင်လန်းတွေကတော့ကောင်းနေတယ်။အော်ဆိုတော့ကိုယ်စိတ်ကိုမနိုင်ရင်အခွင့်အရေးတွေလွဲသွားနိုင်တယ်တဘောပေါ့။မှန်ပါတယ်။စိတ်ကိုတီးငိမ့်အောင်ထားနိုင်ရင်ဒီနေ့ဟာသူတို့အတွက်အကြီးကျယ်မြတ်အစွန်ရနိုင်တဲ့နေ့ဖြစ်လာနိုင်ပါတယ်။အင်္ဂါသားသမီးတွေအတော်ဟော့ကင်းကတော့အယံကိုထူးခြားတယ်ရှင်။အတိုက်အခံများလေးအောင်မြင်လေးတဲ့။ဟာဟာ။ ဟုတ်ပါတယ်ဒါကအင်္ဂါသားသမီးတွေမွေးရပါစိတ်တက်နဲ့ကြိုက်ညိတယ်ဟောကိန်းမှာသူတို့ကစိန်ခေါ်မှုတွေနဲ့တွေ့မှာပိုပြီးတက်ကြွပိုပြီးကြိုးစားတတ်တဲ့တဘလောရှိတယ်အတက်ခဲနေကပဲတွန်းအားဖစ်သွားတာပေါ့ဟုတ်တယ်သူတို့ကိုစန့်ကျင်နေသူတွေကပဲသူတို့ကိုအောင်မြင်မှုစီတွန်းပို့ပေးမယ်တွန်းအားတွေထစ်လာလိမ့်မယ်လို့ဆိုလိုတာပါကောင်းပြီလေဘုရားဟူတာသမီးတွေကြတော့လူမှုဆက်ဆံရေးကွန်ရက်ကောင်းမွန်ပြီးပြပနဲ့ကုံတွယ်တာကနေအကျိုးမြတ်ရောက်နိုင်တယ်လို့ဆိုပါတယ် ဒါပေမဲ့တခါတရံမှာလော်ကီကိစ္စတွေကိုစိတ်ကုံလာတတ်တယ်လို့လည်းဖော်ပြထားတယ်။ဒီဟော့ကင်းကအောင်မြင်မှုရဲ့နှုံဆက်တွေတန်တရားကိုဖော်ပြနေတာပါ။အောင်မြင်လာတဲ့အခါပစ္စည်းဥစားတွေလူမှုဆက်ဆံရေးတွေပေါများလာပြီးမဲ့အဲ့ဒီຢာတွေကတကယ်တမ်းစစ်ချမ်းသာမှုအစ်စ်အမန်းကိုမပေးနိုင်ဘူးဆိုတာကိုသဘောပေါက်လာတဲ့အစဉ်ကိုဆိုလိုတာပါ။အတွင်းစစ်ရဲ့ငင်းကြမှုကိုရှာဖွေလို့လေဆိုတဲ့သဘောပေါ့။ဟုတ်ကဲ့။ဘူဒဟုနေလေနော်ပိုင်မွေးတဲ့ယာဟုသားသမီးတွေကြတော့ရော။ ယာဟူသားသမီးတွေအတွက်ကတော့မိတ်ဆွေကောင်းရဲ့အကူအညီနဲ့အခုနှစ်လမ်းကောင်းလေးရနိုင်ပြီမယ်။စိတ်ထဲမှာမခန့်ချင်းစိတ်တိဖြစ်ပေါ်ပြီးစိတ်တော့ကရောက်လဲတယ်လို့ဆိုထားတယ်။အော်အပြင်ကအထောက်ပံ့ကောင်းပြီမယ်။ကိုယ့်စိတ်ကပဲကိုယ့်ရန်သူဖြစ်နေတာပေါ့။အဲဒီတော့ပါပဲ။သူတစ်ပါးနဲ့ယဉ်ပြိုင်နေတာထက်ကိုယ့်ရဲ့စိတ်ကိုအရင်ဆုံးအနိုင်ယူဖို့လိုအပ်တယ်ဆိုတဲ့သင်ခန်းစာကိုပေးနေတာပါ။ကြားတဲ့ပရိသတ်သမီးတွေကတော့မိသားစုတာဝန်တွေပြီးပြီးအတိတ်အိမ်မဆုံးများတဲ့ပိတ်မိနေတဲ့ ဆိုတဲ့စကားရက်ကတော်တော်နဲ့ထီမိတယ်ရှင်။ဒါကခုနနိုင်ငံစင်ဟော်ဂိမ်းမှာပါတယ်။အဟောင်းနီရဲ့ဝင်းထုတ်ဝင်ပိုးဆိုတဲ့သဘောတရားနဲ့တိုက်ရိုက်ချိဆက်နေတယ်။ဂျာသပရိသာသမီတွေကတူးချင်းအစ်စ်မှာ အတိတ်ကဖြစ်ရတဲ့စိတ်တန်ရာတွေကိုကြော်လွှားနိုင်ဖို့ရုံးကန်ရမယ့်သဘောကိုပြနေတာပါ။အတိတ်ကိုလက်လွတ်ဖို့သင်ယူရမယ့်နှစ်တစ်နှစ်ပေါ့။ဟုတ်ပါတယ်။စောင်းဂျာသာသမီတွေကတော့ဥဆောင်သူဖြစ်လာနိုင်မယ့်ကိုယ့်ရဲ့စေတနာကိုအမြင်လွဲခံရတတ်တယ်လို့ တတိပေးထားတယ်ဒီအချက်ကဆက်သွယ်ပြောဆိုခြင်း communication ရဲ့အရေးပါပုံကိုညွှန်းဆိုနေတာပါ စေတနာကောင်းရှိုံနဲ့မလုံလောက်ဘူးကိုယ့်ရဲ့ရည်ရွယ်ချက်ကိုသူတစ်ပါးနားလည်အောင်ရှင်းပြနိုင်ဖို့လိုအပ်တယ်ဆိုတဲ့သင်ခန်းစာကိုပေးနေတာပါနောက်ဆုံးစနေသားသမီးတွေကတော့ရိုးသားတဲ့စိတ်ကူးနဲ့အောင်မြင်မှုရနိုင်ပြီးလုံခြံတူတူတွေနဲ့လက်တွဲလှုပ်ဆောင်ဖို့လမ်းညွှန်ထားပါတယ်ဒါကပူပေါင်းဆောင်ရွက်ခြင်းရဲ့အင်အားကိုမိမောင်းထိုးပြတာပါတယောက်တည်းထိုးပေါက်ထားတဲ့ အချင်းချင်းလက်တွဲပြီးအတူတူအောင်မြင်မှုကိုတိဆောက်ထားတာကပိုပြီးခိုင်မြဲတယ်ဆိုတဲ့အချက်ကိုလမ်းညွှန်နေတာပါဒီခုနှစ်ညတာသမီဟော်ကင်းအလုံးကိုခြုံငုံပြီးပြင်ကြည့်လိုက်တဲ့အခါတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့တူညီတဲ့အကြောင်းအရာတစ်ခုကိုတတိထားမိတယ်ဟုတ်ပါတယ်ထင်ရှားတဲ့ပုံစံတစ်ခုထွက်ပေါ်လာတယ်ဟော်ကင်းအများစုက အပြင်းပန်းအောင်မြင်မှုကိုပြောနေတယ်လို့ ਨੇ တကယ်တမ်းမှအတွေးစိတ်နဲ့လူမှုဆက်ဆံရေးကိုပဲအဓိကထားနေတာတွေ့ရတယ် ဟုတ်တယ်နော်စိတ်တော်ကစိတ်ဖီစီမှုအတိတ်မှာပြိမိနေတာလို့စိတ်ကြမ်းမိုက်ဆန်ရာကိစ္စတွေဟုတ်ကဲ့ပြီးတော့ပฏิပခရှောင်ရှာတာမိစေကိုအားကိုးတာလို့လူမှုဆက်ဆံရေးစွမ်းရည်တွေကဒီနေ့အောင်မြင်မှုကိုအဆုံးဖြစ်ပေးမယ်တော့ချက်တွေဖြစ်နေတယ်ဒါကခုနကဆွေးနွေးခဲ့တဲ့နိုင်ငံအဆင့်မတည်ငြိမ်မှုတွေအပြောင်းလဲရေးတဲ့နဲ့ဆက်ဆက်နေတာပေါ့အတီးစရာပါပဲအဲ့ဒီအပြောင်းလဲတွေက လူတအူးချင်းစီရဲ့စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်းမှုကိုတိုက်ရိုက်စင်ခေါ်လာလိမ့်မယ်ဆိုတဲ့အချက်ပါပဲဒီနေ့ကျမတို့လေးလောက်သုံးသက်ခဲ့တာတွေကိုပြန်ပြီးခြုံငုံကြည့်ရရင်မြန်မာတက္ကရာစဉ်1388ခုနှစ်ဟာအစွန်းနှစ်ပတ်ကြာကလွန်ဆွဲပွဲတစ်ခုလိုပါပဲဟုတ်ပါတယ်နိုင်ငံအတွက်ကြီးမားတဲ့စင်ခေါ်မှုတွေနဲ့အခွင့်အလမ်းတစ်တရီတပြိုင်တည်းရှိနေတဲ့တူးချင်းစီအတွက်လည်းအပြင်းမအခွင့်ရေးတွေရှိနေတယ်လို့အတွင်းစစ်ရေးတည်ငြိမ်မှုကအရိကစင်ခေါ်မှုထိနေပြန်တယ်မှန်ပါတယ်ဒီရင်မြတ်ပြည်ကရှေးဟောင်းဘီရင်ပြည်ညာယူဆရတွေနဲ့ ခေတ္တရဲ့စိုးရင်ပူပေါင်းဥတွေကိုပေါင်းဆက်ပြီးလမ်းပြမယ်ပုံတစ်ခု ပေးထားလိုပါပဲဟုတ်ကဲ့ဒီအချက်ကနောက်ဆုံးမှစဉ်းစားစရာမိခွန်းတစ်ခုကိုမွေးထုတ်ပေးပါတယ်အခုလိုအနေအမြင့်အကောင်းအစိုးရပြင်းထန်မယ်လို့ဟော့ကင်းထူထားတဲ့နေ့တစ်နေ့မှာဒီလိုအယူအဆတွေယုံကြည်မှုတွေကလူတယောက်ရဲ့အဖြစ်အမူတွေကိုဘယ်အတိုင်းအတာအထိပုံဖော်ပေးနိုင်မလဲနောက်ဆုံးလိုစဉ်းစားစရာတစ်ခုကဒါပဲဒီဟော့ကင်းတွေက ဖြစ်လာမှတွေကိုကြိုတင်ရေးထားတဲ့ကံကြမ္မာဇညွန်တစ်ခုလား ဒါမှမဟုတ်ဒီလိုမတည်ညီတဲ့အခြေအနေကိုပို့ပြီးတတိတရားနဲ့ပို့ပြီးကြံခိုင်းတဲ့စိတ်နဲ့ဖြတ်ကျော်နိုင်ကိုကျွန်တော်တို့ကိုတတိပေးနေတဲ့လမ်းညွန်တစ်ခုပဲလားတဒပေးကနေကြိုးဆိုပါရတဲ့ဒီနေ့ကျွန်တော်တို့ဆွေးနွေးမှာကတော့မြန်မာတက္ကရာ1388ခုနှစ်အဲခရစ်နှစ်2026ခုနှစ်အတွက်ပေါ့နော်မြန်မာရိုးရနတ်ခတ်ပေရင်ပညာအရာတွက်ချက်ထားတဲ့သင်ညာစာတွေကနေပေါ်ပြရတဲ့မြန်မာနိုင်ငံရဲ့ကံကြမ္မာဟော့ကင်းဒီအကြောင်းပဲဖြစ်ပါတယ်ဟော့ကင်းရှင် ဒီဟော့ကင်းနေမှာကအကောင်းရောအဆိုးရောတော်တော်လေးတွန်တွဲနေတာကိုတွေ့ရတော့ဆိုတော့စိတ်ဝင်စားစရာမေခွန်းတစ်ခုထွက်ပါပါတယ်။လာမယ့်နှစ်ဟာနိုင်ငံတော်အခွင့်လမ်းသစ်တွေခွင့်ပေးမယ့်တိုးတက်မှုနှစ်ဖြစ်လာမလား။ဒါမှမဟုတ်ပြည်တွင်းပြပအန်ဒီရီနဲ့စိန်ခေါ်မှုတွေကြားမှာနှစ်မွန်းတော်မယ်နှစ်တနည်းဖြစ်လာမလားဆိုတာပါပဲ။ဟုတ်ပါတယ်။အဲ့ဒီမေခွန်းပေါ်မှာပဲကျွန်တော်ကတော့1388ခုနှစ်ဟာစိန်ခေါ်မှုတွေရှိနေပေမဲ့အဲ့ဒီအထက်ကနေပဲ နိုင်ငံရဲ့စီးပွားရေးတန်တမာရေးနဲ့လူဆောင်းအရေးမြေဖွံ့ဖြိုးတိုးတက်မှုအတွက်အခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာမယ်နေ့ဖြစ်တယ်ဆိုတဲ့ဘက်ကနေရက်တည်ပြီးတင်ပြသွားချင်တာပါ။ဒီမှာကတော့ရှုထောင့်တဲ့မျိုးကကြည်ကျင်ပါတယ်ရှင်။1388ခုနှစ်ဟာအခွင့်အလမ်းဆိုတာတွေကမရေရာတဲ့မျောလင်းချက်တွေပဲဖြစ်နေပြီးလက်တွေ့မှာတော့ကြီးမားတဲ့ပြည်တွင်းမတည်ငြိမ်မှုစီးပွားရေးထိခိုက်မှုနဲ့လူမှုရေးဆိုင်ရာ NDA တွေကိုပို့ပြီးရင်ဆိုင်ရမယ်နှစ်တစ်နှစ်ဖြစ်လာမယ်ဆိုတဲ့ဘက်ကနေဆွေးနွေးသွားမှာပါမယ်။ကောင်းပါပြီ။ ဒါဆိုကျွန်တော်ရဲ့ယက်တီချက်ကိုအရင်ဆုံးရှင်းပြခွင့်ပြုပါ1988ခုနှစ်မှာနိုင်ငံအတွက်အင်မတန်ကြီးမားတဲ့စီးပွားရေးအလားအလာကောင်းတွေရှိနေတယ်လို့ကျွန်တော်မြင်ပါတယ်။တင်ကြန်စာမှာတိတိကျကျဖော်ပြထားတာကကဲလွန်ပလယ်ပင်ကတွေတဘာဝတက်ငွေနဲ့ရေနံလို့ကတက်တည်တက်ပေါ်လာမယ်ပြီးတော့အမ်ရေထကုန်ပစ္စည်းတွေဒင်ပိုချင်းကနေနိုင်ငံချမ်းငွေတွေကြိုးမြတ်မြတ်စွာရရှိမယ်ဆိုပြီးဟောထားတယ် ဒါတွေကနိုင်ငံရဲ့ဗနာရေးကိုတိတိတတ်တာအဖီပေးနိုင်တဲ့အချက်တွေပါဟုတ်ကဲ့ဒါအပြင်နိုင်ငံတကာဆက်ဆံရေးမှာလည်းအပေါင်းလက္ခဏာဆောင်တဲ့အပြောင်းလဲတွေတွေ့ရတယ်မိဘနိုင်ငံတွေနဲ့တန်တမာဆက်ဆံရေးစီးပွားရေးသဘောတူစာချုပ်အသက်တွေချုပ်ဆိုနိုင်မယ်ဆိုတဲ့အချက်နဲ့အတူအလောက်ကန်အခွင့်အရေးအတွက်နှီးပညာပံ့ပိုးမှုတွေပါရလာနိုင်ခြင်းရှိတယ်ဒီချက်တွေအားလုံးထဲမှာကျွန်တော်အာရန်ဆုံးအချက်ကတော့နိုင်ငံပုံရိပ်မြန်မာဆင်မဲ့မျိုးဆက်သစ်တွေပေါ်ထွန်းလာမယ်ဆိုတဲ့ဟောကင်းပါပဲ။ ဒါအတိုင်းပြည်အနာဂတ်ရက်တွန်းအပ်တဲ့အထူးသဖြင့်စေဝါဘေဒနဲ့တဏ္ဍမန်ရေးမှာထုချွန်တဲ့ပညာရှင်တွေပေါ်လာနိုင်တယ်ဆိုတဲ့လက္ခဏာဖြစ်လို့တာကိုအခွင့်အရေးနှစ်လို့ကျွန်တော်သတ်မှတ်ချင်တာပါဗျ။တင့်တင်ပြသွားတဲ့အချက်တွေကအားရစရာကောင်းတယ်ဆိုတာကိုတော့ကျွန်မနားလည်ပါတယ်ရှင်။ဒါပေမဲ့အဲ့ဒီအခွင့်အရေးနှစ်ရဲ့အကောင်းတွေပို့ဖို့အေးချီးဆုံးဖြစ်တဲ့အတိုင်းပြည်တင်းကြီးအေးချမှုအပိုင်းမှာအနုလက္ခဏာပြင်းပြင်းထန်ထန်ပြနေတဲ့ဟော်ကင်းတွေကိုလည်းကျွန်တော်မျက်ကွယ်ပြုလို့မရပါဘူး။မဟာတင်ဂျန်ဆိုင်ဟော်ကင်းတွေဖြစ်တဲ့စစ်မဲ့များအန့် ြည်သူတို့စိတ်နှလုံးမရှင်ကြောက်ချကုန်အံ့ပြီးတော့ပြည်ရွာမီးလောင်ဖန်မြတ်အံ့ဆိုတဲ့အချက်၃ချက်တည်းနဲ့တင်တိုင်းပြည်ရဲ့အခြေအနေကဘလောက်အန္တရာယ်များနေဆိုတော့မြင်နိုင်တယ်နိစီးပွားရေးမှာလည်း online လောင်ကစားနဲ့ငွေချေးလင်လင်မှုတွေကြောင့်ပြည်သူတို့တိုင်းပြည်ဝင်ငွေပါနစ်နာမဲရေကာတာနဲ့တင်မောတွေပြန်စည်းဆုံးရှုံးနိုင်တဲ့ကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့နှိပညာပိုင်းဆိုင်ရာတိုက်ခိုက်ခံရမှုတွေကြောင့်ငွေချေးဆုံးရှုံးမှုတွေရှိလာနိုင်တယ်လို့ဆိုထားပြန်တယ်။ ဒီအချက်တွေအလုံးထက်ပိုပြီးတော့ကျွန်မကိုစိုးရင်စေတဲ့ဟော်ကင်းကစစ်သူကြီးတို့ဖြဲထောက်ကုန်အံ့ဆိုတာပါပဲဒါဟာအုတ်ချုပ်ရေးရနေရရဲ့အမြင့်ဆုံးအပိုင်းမှာကြီးမားတဲ့ပျော်ကွယ်မှုမတည်ငြိမ်မှုတွေထစ်လာနိုင်တာကိုတိုင်ရင်ညွှန်ဆိုနေတာပါဒီလိုအခြေအနေမျိုးမှာပင်ပြောတဲ့ခွင့်လိုင်းတွေဟာဒီအန္တရာယ်ရဲ့အရေးအောက်မှာဘယ်လိုလိုအကောင့်ထည့်ပေါ်နိုင်မှာလဲဆိုတာကမင်းဟုတ်ထုတ်စရာပါပဲရှင့်ကောင်းပြီလေဒါဆိုစီးပွားရေးဘက်ကိုအရင်ဆုံးအသေးစိတ်ဆွေးနွေးကြည့်ကြအောင် တင်ထောက်ပြတဲ့ online link လည်းမို့လို့ကိစ္စတွေ နီးပညာပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေကစိုးရိမ်စရာဖြစ်တယ်ဆိုတာမှန်ပါတယ်။ဒါပေမဲ့ဟော့ကင်းမှာတစ်ဆက်တည်းပါကိုခိုးပြထားလဲဆိုလို့နိုင်ငံတော်ဗနာရေးကန်တာအတွက်ရောင်းနေမျိုးမျိုးကိုနီလန်ပေါင်းစုံနဲ့စီစဉ်လာလိမ့်မယ်ဆိုတဲ့အချက်ပါ။ဒါကိုကျွန်တော်ဘယ်လိုမြင်လဲဆိုတော့ဒီလိုဆုံးရှုံးမှုတွေကိုကြိုတင်တွက်ဆောင်ပြီးအုပ်ချုပ်သူတွေဘက်ကဝင်ငွေရလာအတိတ်တွေကိုအာသွန်ခွန်ဆိုင်ရှာဖွေလာမယ်ဆိုတဲ့သဘောလိုယူဆရရတယ်။အထူးသဖြင့် ကျွန်တော်အစိုးကပြောခဲ့တဲ့တဘာဝတည်ရင်ဇာတာအတိတ်တွေတွေ့ရှိတာနဲ့ပုတ်ကွန်ကနေဝင်ငွေတိုးလာတာကအဲ့ဒီဆုံးရှုံးမှုတွေကိုကြော်လွားပြီးနိုင်ငံမနိုင်ရေးကိုအားကောင်းစေနိုင်ပါတယ်။ဒါဟာအကြက်တဲကိုအခွင့်လန်းဖြစ်ပြောင်းလဲနိုင်တဲ့လက္ခဏာတစ်ခုပဲမဟုတ်ဘူးလား။ကျမကတော့အဲ့ဒီနေရာမှာသဘောနဲ့နဲ့ကွဲလွဲခြင်းနဲ့ရှင်ရေနံနဲ့တဘာဝတန်ခွေရချီရေးဆိုတာကဒီနေ့တွေ့မနေ့ဖြင့်အကျိုးမြင့်ရတဲ့ကိစ္စမဟုတ်ပါဘူး။ဒါတွေကအနည်းဆုံး9နဲ့10နဲ့ချီရတဲ့ရေရှည်စီမံကိန်းတွေပါ။ တင်ကျန်စာကတနစ်စာတော့ဟောတာဆိုတော့လက်တွေ့မှာပြည်သူတွေချက်ချင်းကြုံတွေ့ရမယ့်အန်ဒီရတွေကပိုကြီးမားနေတာကိုတွေ့ရတယ်။ဥပမာအွန်လိုင်းငွေကြေးလိမ်လည်မှုဆိုတာကနေ့စဉ်နဲ့မြလူတွေရဲ့ပိုက်ဆက်အေးကိုတက်ရိုက်နှက်ယူနေတာရေလန်းခီးသွားလိုက်ရင်မှဆုံးရှုံးမှုကြီးမားတာခီးသောကုန်တဲ့တော်သူတို့ဥပဖြစ်ကုန်အန်ဆိုတဲ့ဟော့ကိန်းတွေကတာမန်ပြည်သူတွေရဲ့နေ့စဉ်မဝါနဲ့စီးပွားရေးကိုတက်ရိုက်ထိခိုက်စေမှာပါဟော့ကိန်းတွေကသူစီရဲ့သူကျွေတို့တန်တင်ကုန်အန်ဆိုတဲ့စကားရက်က လူရန်ဆောင်မွေဒီစီကွားရေးတံကိုခင်ရနိုင်ခြင်းရှိနေတယ်ဆိုတာကိုအထင်ရှားပြနေတာစရုပ်နိုင်ငံတော်အဆင့်ရေရှည်စီမံကိန်းတွေကလည်းအကျိုးမြတ်မရခင်မှာပဲပြည်သူတွေရဲ့လက်ငင်းစီပွားရေးကအရင်ပြိုလဲသွားနိုင်တဲ့အန်ဒီယားရှိနေပါတယ်ရှင်တင်ပြောတာဖြစ်နိုင်ခြင်းရှိပါတယ်ဒါပေမဲ့နိုင်ငံတော်ကဝင်ငွေလမ်းကြောင်းတိတိရှာမယ်ဆိုတဲ့အချက်ကိုရှော့မတော်စီချင်ဘူးအဲ့ဒါကဒီလိုအောက်ခြေမှာဖြစ်နေတဲ့ပြဿနာတွေကိုဖြေရှင်းဖို့ဘန်တာငွေလိုအပ်ချက်ကိုဖြည့်ဆည်းမယ်လို့ရဖြစ်နိုင်တယ် အပေါ်ကနေငွေကြီးစီစဉ်မှုအသစ်တွေဝင်လာမှအောက်ခြေရဲ့ဒဏ်ကိုပြန်ကူစားနိုင်မှာပေါ့ဒါကတကူနဲ့တကူဆက်ဆက်နေတယ်ကဲဒါတော့ခဏဘေးဘက်ထားဒီနိုင်ငံတကာဆက်ဆံရေးနဲ့ပြည်တွင်းတည်ငြိမ်မှုဘက်ကိုဆက်ဆွေးနွေးကြည့်ကြတာပေါ့ဟုတ်ပါတယ်ပြည်တွင်းမှာစစ်မမအန်လို့ဟောထားတော့စင်ခေါ်မှုရှိနေမှာတည်ကြတယ်ဒါဒီမဲ့ဟော်ကင်းရမိပတ်နိုင်ငံတွေနဲ့စာချုပ်တစ်တီချုပ်ဆိုးနိုင်တာတန်တမာရင်း၌ကြွန့်ကျင်မှုရှိလို့လူတို့သူအောင်များပေါ်ပေါက်နိုင်အန်ဆိုတဲ့ချက်တွေကအရေးကြီးတယ်ဒါဟာနိုင်ငံတကာဖိအားတွေကိုဖြည့်ရှင်းသည့်နိုင်ငံတွေအကျိုးရှိတဲ့ပူးပေါင်းဆောင်ရွက်မှုတွေရဖို့အခွင့်အလမ်းကောင်းဖြစ်လာနိုင်တယ် နောက်တစ်ချက်ကနိုင်ငံီနေဆက်ပထဝီနယ်နိမိပိုက်ချတ်မထားတော့အီးရများအတွေ့တန်တမန်ရဲ့စကားနဲ့ညီနိုင်ရအန်လို့ဆိုထားတာကိုတတိပြုတင်တယ်။ဒါဟာလက်နဲ့ကင်ပฏิပက္ခတွေရှိနေတဲ့ကြားကတန်တမန်ရေးလမ်းကြောင်းကိုဦးစားပေးလာနိုင်တယ်ဆိုတော့အဖြူသဘောဆောင်လေအရေးအယောင်ပဲဗျာ။အဲ့ဒီအချက်ကစိတ်ဝင်စားစရာကောင်းပေမဲ့ကျမကတော့ဇလန်ရဲ့တချမ်းပဲလို့မြင်တယ်ရှင်။ဘာလို့လဲဆိုတော့ဟော့ကင်းမှာပဲအနောက်ကပါဤရှုံလွဲမရတော့ မာဖီးယားဆန်သောနိုင်ငံရေးနှင့်စစ်လက်နက်အပြိုင်မှုများသည့်မဟာမိနိုင်ငံတို့ ဖြစ်အားဖြစ်စေသောအခြေအနေဖြစ်ပေါ်အံ့ဆိုပြီးရှင်းရှင်းလင်းလင်းပါနေလိုပဲဆိုလိုလာက ကိုမေးပတ်နိုင်ငံတွေကတောင်ကိုဖက်ကန်ညက်တီပေးခုခက်ခဲလာတဲ့အထိနိုင်ငံတကာဖြစ်အားဒီကြီးမားလာနိုင်တယ်ဆိုတဲ့သဘောပါဒီလိုအခြေအနေမှာသင်ပြောတဲ့စာချုပ်အသစ်တွေကဘလို့အထီးခိုင်မှမရှိမလဲဟွန်းဂန်ဒကာဆက်ဆံရေးကို ိုပြီးတော့တောင်တင်းမာစေနိုင်တယ်အခုတင်ပြောတဲ့တန်တမန်ရင်နဲ့ညီနိုင်ရမယ်ဆိုတဲ့အချက်ကိုကျွန်မပြန်ချိတ်ဆက်ပြီးမေးခွန်းထုတ်ချင်တယ်ပြည်တွင်းမှာစစ်သူကြီးတို့ပြေးထွက်ကုန်အပ်ဆိုတဲ့ဟိုကင်ကအုတ်ချွေးရဲ့ထိပ်ပိုင်းမှာပြိုကွမ်းမှုတွေရှိနေလားကို ပြတယ်ဒီလိုအခြေအနေမှာအဲ့ဒီတန်တမန်တော်အစ်စ်တွေကဘသူကိုကိုးစားပြပြီးဘလို့ခိုင်မာတဲ့ရက်တီချက်နဲ့တွန်းညင်းနိုင်မှာလဲ အတွင်းမှအုတ်ချုပ်ရေးရန်တရားရိုင်းနေနေရင်အပြင်ကတန်တမာရေးကဘလို့မှအောင်မြင်နိုင်မှာမဟုတ်ဘူးလို့ကျွန်မမြင်ပါလေရှင်။တင်ချိတ်ဆက်ပြီးမေးလိုက်ကန်မေကုံးကကောင်းပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒါကို ပြောင်းပြန်လာမိကြီးချင်းတယ်။စစ်တူကြီးတွေပြေးထွက်တယ်ဆိုတာကအမ်လရှိစီရေကိုဥဆောင်နေလဲဖွဲ့စည်းပုံရေအပြောင်းလဲတစ်ခုကိုညွန်းဆိုတာဖြစ်နိုင်တယ်အဲ့လိုအပြောင်းလဲဖြစ်လာလို့ပဲတန်တမာရေကိုပို့ဥစားပေးတဲ့လူတွေတင်ပြတဲ့တန်တမာတော်အစ်တွေ ရှေ့တန်းရောက်လာပြီးညင်နိုင်ရေလမ်းကြောင်းကိုပိုအာယုံဆိုက်လာတာမျိုးလည်းဖြစ်နိုင်တာပဲလေတခုရဲ့ဆုံးသက်ကနောက်တခုရဲ့အဆဖြစ်နိုင်တယ်ကဲဒီအချက်ကိုကျွန်တော်တို့လူမှုဘဝနဲ့အနာဂတ်မျိုးဆက်အပိုင်နဲ့ဆက်ပြီးဆွေးနွေးကြည့်အောင်ဒီနေရာမှာပြုသဘောဆောင်တဲ့အပြောင်းအလဲတွေအများကြီးတွေ့ရတယ်နိုင်ငံပုံရင်မြင့်မားစေသောမျိုးဆက်တစ်တူဖော်ထွန်းအောင်ဆိုတာကတိုင်းပြည်ရဲ့အနာဂတ်တွေတွန်းအားတစ်တူအတွေးခေါ်တစ်တူဝင်လာတာကိုပြောင်းနေတယ်ဒါပြင် ပြပပရိဒတ်ဆိုင်ရာထောက်ပံ့မှုများပြတ်တောက်တွားနိုင်လို့လေအစိုးရနဲ့လူမှုဖွလုံရေးပရိဒတ်ဖွဲ့များမှထောက်ပံ့ခြင်းကိုတူးမြင့်လုဆောင်အောင်ဆိုတဲ့ဟော့ကင်းကအရန်ရေးကြည့်ရဲ့ဒါဟာကိုအားကိုကိုပြီးပြည်သူလူမှုဘဝကိုပုံမထောက်ပံ့လာမဲ့အားရစရာအခြေအနေတစ်ခုပဲပြင်ပကူညီကိုမိခေါ်နေရတာထက်ပိုပြီးရေရှိခိုင်မာတဲ့လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်တစ်ခုရဲ့အဆော့ဖြစ်နိုင်တယ်လို့ကျွန်တော်မြင်တယ် ကျမကတော့အဲ့ဒီအချက်ကိုလည်းအကောင်းဘက်ကချိမမြင်နိုင်ပြန်မှုရှိဟုတ်ပါတယ်ပြည်တွင်းပြည်သက်အဖွဲ့တွေကပိုပြီးအကောင်းလာနိုင်တယ်ဒါပေမဲ့ဘာကြောင့်လဲဆိုတဲ့အကြောင်းရင်းကိုကြည့်ရမယ်ပြည်ပအကူအညီတွေပြတ်တောက်တန်းပြည်ကလည်းဒုက္ခရောက်နေလို့လွယ်ချက်တွေအစမတည်းများလာလို့ချစ်လာရတဲ့မဖြစ်မနေလှုံ့ဆော်ရမှုတစ်ခုပဲဒါကိုတိုးတက်မှုလို့ခေါင်းစဉ်တက်ဖို့ခပ်ပါတယ်တစ်ဖက်မှာလည်းလူမှုရေးပျက်စီးရွံ့မှုနဲ့ပြည်သူ့ချမအေးအန္တရာယ်ကိုညှဉ်းဆုပ်နေတဲ့ဟိုကင်းတွေအများကြီးရှိနေတယ်ဥပမာလူတို့မွေးသိန်းကုန်အန်ဆိုတာ ကကမ္မကုံလိုက်စားမှုတွေပုံများလာပြီးကိုချင်းတရားပြက်ပြားလာနိုင်တာကိုဆိုလိုတယ်လေဒါကိုဘယ်လိုမြင်မလဲရှင်ဓာတုဇီဝအငွေအမှုတို့ကြောင့်လူတို့အနာရောဂါခံစားရအံဆိုတာကတဘာဝပဝန်းကျင်ဆိုင်ရာဒါမှမဟုတ်လူလုတ်ပေအန္တရာယ်ကြောင့်ဖြစ်လာနိုင်တဲ့ပြည်သူ့ဂျမရေကက်ပေးတစ်ခုကိုညွှန်းနေတာပါတင်ပြောတဲ့မျိုးဆက်တူတူပိုးထုံးလိုက်ရင်တောင်သူ့ရင်ဆိုင်ရမယ့်ပတ်ဝန်းကျင်ကဒီလိုအန္တရာယ်တွေနဲ့ပြည့်နေမေးဆိုရင်ဘယ်လိုလုပ်နိုင်ကံပုံရိပ်ကိုမြင့်တင်နိုင်မှာလဲအိုပီဆိုရင်စရာကောင်းတာက လူသားတို့၏စင်ဆက်မြက်ပြတ်တီးထွင်မှုများသည့်အနာဂတ်မျိုးဆက်တစ်တို့၏အလားအလားကိုချင်းချောက်လာသည့်တည်င်းဆိုတဲ့ဟောကင်းပဲ။ဒါကဘာကိုပြောနေတာလဲဆိုတော့တင်မျောလိနေတဲ့မျိုးဆက်တစ်တွေပို့ထုံးလာတဲ့အချိန်မှာသူတို့ရင်ဆိုင်ရမယ့်ကဘာကအရင်ကထက်ပူပိအန်ဒီရဲ့များနေနိုင်တယ်ဆိုတဲ့အတိပဲတည်ရောက်နေပါတယ်။ဟုတ်ပါတယ်။အဲ့ဒီအချက်တွေကိုကျွန်တော်သဘောပေါက်ပါတယ်။ဒါပေမဲ့မျိုးဆက်တစ်တွေပေါ်လာတယ်ဆိုတာက အဲ့ဒီလိုပျက်စီးယိုရင်းနေတဲ့လူမှုပတ်ဝန်းကျင်ကိုပြုပြင်ပြောင်းလဲဖို့စ조사မဲ့သူတွေပေါ်လာတာလို့လည်းယူဆလို့ရတာပဲလीအမိုက်ပုံတဲကကြာပင်ပေါ်လာသလိုမျိုးပေါ့အခက်ခဲတွေစင်ခေါ်မှုတွေရှိနေလို့ပဲအဲ့ဓာတွေကိုဖြည့်ရှင်းနိုင်မဲ့လူတော်တွေပေါ်လာတာမဟုတ်လားကိုအားကိုကိုရတဲ့ခြေနေကလူတွေကိုပိုပြီးကြံခိုင်စေတယ်ပိုပြီးတီးထွင်ဖန်တီးနိုင်စွာရှိစေတယ်ဒါကြောင့်ဒီဟော့ကိန်းတွေကတစ်ဖက်မှာအန်ဒီယေကိုပြနေသလိုနောက်တစ်ဖက်မှာ ဲ့ဒီအန်ရီကိုကြော်လွားနိုင်မယ်လူသားတွေရဲ့ကြံ့ခိုင်မှုကိုလည်းပြနေတယ်လို့ကျွန်တော်ကတော့အကောင့်ပကမြင်ချင်တယ်။တင်အကောင့်မင်တမပီတာဆိုရှင်းပြတာကိုကျွန်မလေးစားပါတယ်ရှင်။ဒါပေမဲ့ဟော့ကင်းရဲ့အလုံးစုံချင်းခွင်ကြားကိုချိလိုက်ရင်အကောင့်ဘက်ကမျောလင်းချက်တွေကဖြစ်လာနိုင်တယ်ဆိုတဲ့အစင်မှာပဲရှိနေပြီးအစိုးဘက်ကအန်ရီတွေကတော့ဖြစ်မယ်ဆိုတဲ့ပုံစံမျိုးပိုပြီးခိုင်ခိုင်မာမာဟောထားတာကိုတွေ့ရတယ်။စစ်မပြအန်ကြောက်ချာကုံအန်တန်ဒင်းကုံအန်ဆိုတာတွေက တိုက်ရိုက်ကြပြီးပြင်းထန်တဲ့စကားလုံးတွေပါတငွေထွက်နိုင်တယ်မျိုးစစ်တစ်ပေါ်နိုင်တယ်ဆိုတာတွေကအချိန်ယူရမယ့်အခြေအနေများစွာပေါ်မူတည်နေတဲ့ကိစ္စတွေပါဒါကြောင့်လက်တွေ့မှာတော့လူတွေကမျိုးလင်းချစ်တည်နေအသက်ရှင်ရမှာတဲ့နေစဉ်ကြုံတွေ့နေရတဲ့အန္တရာယ်တွေနဲ့နှပန်းလုံးနေရဖို့ကပုံများတယ်လို့ပဲကျွန်မကတော့ကောက်ချစ်ချချင်တာလေကဲအချိန်လဲတော်တော်လေးကြာလာပြီဆိုတော့ကျွန်တော်ရဲ့ဆွေးနွေးမှုတွေကို ပြန်ချုပ်ကြရအောင်ပါကျွန်တော်ဘက်ကနေပြန်ပြီးအချင်းချုပ်ရရင် 1388ခုနှစ်ဟာပြည်တွင်းစစ်မှတ်တွေစီးပွားရေးအခက်အခဲတွေလို့ကြီးမားတဲ့စိန်ခေါ်မှုတွေရှိနေတယ်ဆိုတာကိုကျွန်တော်လက်ခံပါတယ်။ဒါပေမဲ့အဲ့ဒီအခက်အခဲတွေကြားကပဲနိုင်ငံရဲ့စီးပွားရေးအတွက်တဘာဝရင်စားရအသက်တွေလို့ဝင်ငွေလမ်းကြောင်းအသက်တွေနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်နိုင်မဲ့အခြေအနေတွေနဲ့အရေးအကြီးဆုံးကတော့အပြောင်းလဲကိုဖော်ဆောင်နိုင်မဲ့ထူးချွန်တဲ့မျိုးဆက်အသက်တွေပေါ်ထွန်းလာခြင်းလို့အခွင့်အလမ်းကောင်းတွေကြောင့် အမောင်တွေကအလင်းရုံကိုရှာဖွေနိုင်မဲ့အရေးပါတဲ့နေ့တစ်နေ့အဖြစ်ကျွန်တော်ကတော့ရှုမြင်နေဆက်ပါပဲဓမ္မဘက်ကနေကုန်းချုပ်အနေနဲ့တင်ပြရရင်တော့တင်ပြတဲ့စီးပွားရေးအခွင့်အလမ်းတွေကရေရှည်မျောမှန်းချက်တည်တည်ပြီးလက်ငင်းအချို့တယောက်မှမရှိနိုင်သေးပါဘူးလက်တွေ့မှာတော့တင်ကြန်စာရဖြီးသွင်းစစ်မှတ်တွေအုပ်ချုပ်ရေးရဲ့အမြင့်ဆုံးပိုင်းမှာမတည်ငြိမ်မှုတွေပြည်သူလူထုရဲ့စိုးရင်ကြောက်လန့်မှုနဲ့နေစဉ်ကြုံတွေ့နေတဲ့စီးပွားရေးလိမ်လည်မှုတွေကပိုပြီးကြီးစိုးနေမှချက်လို့ 1314ခုနှစ်ဟာအခွင့်လန်းဆိုတဲ့စကားလုံးထက်အနည်းဆိုတဲ့စကားလုံးနဲ့ပိုပြီးထိုက်တန်တဲ့နှစ်တင်တဲ့ဖြစ်တတိကြီးစွာထားပြီးဖြတ်တန်းတင်ကြောင်တင်ပြလိုပါတယ်ရှင်ဒီရှော့ဟုတ်တစ်ခုလုံးဟာတင်ချန်စာမှာပါရှိတဲ့ချက်လက်တွေပေါ်မှာပဲအခြေခံထားတာဖြစ်ပါတယ်တစ်ခုကအခွင့်အလန်းတွေကိုပိုပြီးအပြုထားပြီးနောက်တစ်ခုကတော့မျက်မြင်နဲ့နေတဲ့တွေကိုပိုပြီးအလေထားစဉ်းစားတာပေါ့ဒီဟိုကိနေထဲကပဲယာရီကဘလောက်အတိုင်းအတာအထိအမှန်တကယ်ထိပေါ်လာမလဲဆိုတာကိုတော့အချိန်ကပဲတက်တည်ပြတော်မှာပါဟုတ်ပါတယ်ရှင် အဆုံးတက်မှာတော့ဒီဟော့ကိန်းတွေကကျွန်တော်တို့ကိုလမ်းညွှန်ပေးတဲ့တိတိပေးချက်တွေလို့ပဲသဘောထားသင့်ပါတယ်။ဒီဆွေးနွေးမှုကနေလာမယ့်နေ့အတွက်ကြိုတင်ပြင်ဆင်မှုတွေနဲ့စဉ်းစားကြရတွေကိုနားထောင်သူတွေအနေနဲ့တစ်ခုခုရရှိသွားမယ်လို့မျှော်လင့်ပါတယ်။